ိခံခြင်းနဲ့ဥပိ္ခာပြုခြင်းသိခံလိုက်တာကောင်းပါတယ်ဒါပေမဲ့အောင့်တက်တဲ့သိခံလိုက်ရတာမျိုးကြတော့ဒေါသအငွေလေးပါနေတတ်တယ်တရားဝင်နဲ့ပတ်သက်ပြီးတစ်ခုခုနဲ့ဆက်ဆက်ပြီးအဲ့ဒီလိုအောင့်တက်တဲ့ခံစားချက်မျိုးတော့မဖြစ်ချင်တော့ဥပိ္ခာပြုလိုက်ခြင်းကအကောင်းဆုံးပါပဲဥပ္ပခာပြုနိုင်ရင်အောင့်တက်တဲ့သိခံရတဲ့အနေထားတိမရောက်တော့ဘူးပေါ့ ဖြစ်ခြင်းရဖြစ်ွားထားလိုက်တော့ဆိုတဲ့ဒေါသပါတဲ့လိလိရှုတာမျိုးမဟုတ်ဘူးเนาะဥပေက္ခရဲ့သဘောကပိုပြီးအစင်မြင့်တယ်နှွညံ့တယ်ပေါ့ဘာအကြောင်းနဲ့မှမခံစားဘူးအပြစ်ဖြစ်ခြင်းအကျိုးမျှော်ခြင်းမရှိဘူးအချစ်လည်းမပါအမုန်းလည်းမလာဘူးဘဒုဘဒုအပေါ်မှာချစ်ချင်းမုံရင်တန်ရုံးစင်တွေနဲ့ချီနှောင်မထားဘူးကြိုက်တာလည်းမရှိဘူး မကြိုက်တာလည်းမရှိဘူးပြောတာလည်းမရှိဘူးမပြောတာလည်းမရှိဘူးစိတ်ကအကောင်းအဆိုးတုံ့ပြန်မှုတွေနဲ့ပြောင်းလဲသွားတာမျိုးခံစားရတာမျိုးမဖြစ်အောင်နေလိုက်တဲ့သဘောကဥပေက္ခရဲ့စံပါပဲဥပေက္ခနဲ့နေကြည့်ဘလောက်နေလို့ကောင်းလိုက်မလဲပေါ့ဆိုလိုတာကမနိုင်လို့တိခံရတာမျိုးအောင့်တက်တက်မျိုးချလိုက်ရတာမျိုးနဲ့တိခံလိုက်ရတာထက်ဆိုင်ရင် အဲ့ဒီအဆင့်ထိရောက်မသွားအောင်ဥပက္ခပြုတ်လိုက်ခြင်းဟာဘဝမှာပိုပြီးနေရထိုင်ရအဆင်ပြေတယ်စိတ်ခံစားချက်ပေါ်ပွားလွတ်လပ်တယ်ဆိုတာမျိုးပါတဏ္ဍန္တရတော့တိခံကြည့်ပေါ့အောင်တတ်တဲ့တိခံရတာမျိုးမကြင်မနဲ့တိခံလိုက်ရတာမျိုးဆိုရင်တော့အဲ့ဒီခံစားချက်မျိုးအထီမရောက်ခင်တပ်ပေတတ်တာကာမတကသဘောဥပက္ခပြုတ်ပြီးနေလိုက်တာမျိုးဟာအကောင်းဆုံးပါပဲ။